မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကားတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများတက်မှတ်ကတီထောင်ခြင်းတစ်နှစ်ပြည့်နေ့မှာဘာကာတာများအဖွဲ့ချုပ်ကဝမ်းမြောက်ကြောင်းတောင်းလွှာပြီးပို့တဲ့သတင်းကိုတင်ပြပေးပါမယ် ဆရာနာရှင်စန့်ကျင်ရေးကာလမှာပေါ်ပေါက်လာတဲ့ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများတမက်ကတည်ထောင်ခြင်းတစ်နှစ်ပြည့်နေ့မှာဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမက်ကများအဖွဲ့ချုပ်ဘာကာတာကဝမ်းမြောက်ကြောင်းတောင်းလာပေးပို့လိုက်ပါတယ်ဆရာနာရှင်စန့်ကျင်ရေးကာလမှာပေါ်ပေါက်လာတဲ့ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများတမက်ကဘာမာတာတည်ထောင်ခဲ့တာဒီကနေ့ဇွန်လ9ရက်နေ့မှာတနည်းတတိပြည့်မြောက်တဲ့အတွက်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမက်ကများအဖွဲ့ချုပ်ဘာကာတာကတောင်းလာပေးပို့လိုက်တာဖြစ်ပါတယ် စစ်အနာရှင်ဆန့်ကျင်ရေးလမ်းကြောင်းမှာရှောက်လန်းရင်မဟာဖူဝါဒကြီးစိုးနေတဲ့စနစ်ကိုတွန်းလှန်နေတဲ့အမျိုးသမီးတမကားတွေနဲ့အတူတိုက်ပွဲဝင်ရတာကိုဝမ်းမြောက်ဂုဏ်ယူတယ်လို့ဘာကာတာကဆိုထားပါတယ်မဟာဖူဝါဒကြီးစိုးရေးစနစ်ကိုလက်ကင်တုံးအဖြစ်အသုံးချနေတဲ့ဆရာနာရှင်စနစ်အောက်မှာနေထိုင်ရတဲ့အမျိုးသမီးတူရဲ့ဘဝဟာဖိနှိပ်မှုမျိုးစုံကိုအမျိုးသားတွေထက်ပိုမိုခံစားရတဲ့အတွက်ကြောင့်အမျိုးသမီးတူမလွတ်မြောက်သေးတဲ့၍ပြည်သူဒီမိုကရေစီအရေးတော်ပုံရဲ့တော်လှန်ရေးအနှစ်သာရမပြည့်စုံနိုင်ဘူးဆိုတာ နားလေလက်ခံကြရမယ်လို့လေဘာကတာကအတိပေးထားပါတယ်။ဒါကြောင့်ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများတမကအနေနဲ့ဖိနှိပ်ခံပြည်သူလူထုဘက်ကဆက်လက်ရည်တည်ပြီးတော့စစ်အနာရှင်စနစ်အမြင့်ပြည့်ရေးနဲ့အတူအမျိုးသမီးတို့လွတ်မြောက်ရေးရတဲ့အထိတိုက်ပွဲဝင်ကြဖို့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ဘာကတာကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရန်ကုန်တိုင်းမှာမေလာအတွင်အရက်သားပြည်သူ180ခန်းစစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ Rangoon Scout Network ကဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြီးခဲ့တဲ့မေလာအတွင်မှာရန်ကုန်တိုင်းမှာရှိတဲ့အရက်သားပြည်သူ180ခန်းစစ်ကောင်စီတပ်တွေရဲ့မတရားဖမ်းဆီးတာခံခဲ့ရတယ်လို့ Rangoon Scout Network RSN ကအတည်ပြုထုတ်ပြန်ထားပါတယ်။ ဖန်စီခံရသူတွေထဲမှာစစ်မှုထမ်းအတွက်ဖန်စီခံရသူ20ဦးတော်လန်ရေးအဖွဲ့တွေနဲ့ဆက်ဆက်လုကင်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စွတ်စွဲဖန်စီခံရသူ40ဦးပါဝင်တယ်လို့ RSN ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်မှုထမ်းအတွက်ဖမ်းဆီးခံရသူတွေရဲ့မှာတဲကတူចောင်းသား2ဦးပါဝင်ပြီးတော့လူမှုကွန်ရက်ပေါ်ကနေစစ်ကောင်စီကိုဝေဖန်ရေးသားတယ်ဆိုပြီး2ဦးဒေသရှင်ချမ်းချမ်းနဲ့ချိတ်ဆက်ပြီးထောက်ဖို့လုပ်တယ်လို့စွပ်စွဲခံရသူ2ဦးတို့လည်းဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျာ ဒါအပြင်ညာအိတ်ချင်းငလင်လှုပ်မှကြောက်လို့တိုက်အောင်ဆင်းနေတဲ့လူငယ်တအူးကိုစစ်မှုထမ်းအထွတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတော့စစ်မှုမထမ်းလို့၍ကျူးဆွေးချတတ်သေးခဲ့တဲ့လူငယ်တအူးလည်းရှိခဲ့တယ်လို့ RSN ကအသိပေးထားပါတယ်။ဖမ်းဆီးခံရသူတွေထဲက29ဦးပြန်လွတ်လာခဲ့ပေမဲ့26ဦးကတော့စစ်မှုထမ်းတင်းနှန်းချောင်းတွေနဲ့အချင်းထောင်တွေကိုပို့ဆောင်ခံခဲ့ရပြီးတော့ ကြံတဲ့125ဦးရဲ့နောက်ဆက်တွဲအခြေအနေကိုမသိရသေးဘူးလို့ RSN ကပြောကြားထားပါတယ်။ဒီအချက်လက်တွေဟာ RSN ကိုပေးပို့လာတဲ့သတင်းတွေ၊ချိတ်ဆက်အဖွဲ့အစည်းတွေစီကသိရတဲ့သတင်းတွေနဲ့မီဒီယာတွေမှာဖော်ပြတဲ့သတင်းတွေကိုကိုးကားပြီးတော့ပြုစုတွက်ချက်ထားတာဖြစ်တဲ့အတွက်ကြောင့်မြေပြင်မှာဒီထက်ပိုမိုဆိုးရွားနိုင်တယ်လို့ RSN ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖားကန့်ခွန်စာကုန်းမှာစစ်တပ်ကပြစ်တဲ့လက်နက်ကြီးကြီးပေါက်ကွဲပြီးတော့အိမ်တွေမီးလောင်ပျက်စီးတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွေကလုံခင်းကျေးရွာမှာရှိတဲ့ခွန်စာကုန်းမှာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲမှုကြောင့်အိမ်တွေမီးလောင်ပျက်စီးကလူသေဆုံးမှုတွေရှိတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပြပါတယ်။ဖာကံမြို့တမကုန်းမှာရှိတဲ့စစ်ကောင်စီတပ်ကမနေ့ကဇွန်လ6ရက်နေ့ည9:05မိနစ်ခန့်မှာဒရုန်းလွတ်တင်ပြီးတော့ခွန်စာကုန်းမှာရှိတဲ့ အရာဦးကုမ္ပဏီရန်ကိုတောင်ကို drop ဘုံချဖောက်ခွဲခဲ့တာလို့ကချင်စီသတင်းရင်းမြစ်တွေကအသိပေးထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ငင်းချမ်းသာယာလို့ခေါ်တဲ့ခွန်စာကုန်းကနေအိမ်တွေမီးလောင်ပျက်စီးခဲ့ပြီးတော့လူသေဆုံးမှုတွေလည်းရှိတယ်လို့သိရပါတယ်။ဒေသနေပြည်သူတွေကတော့အိမ်ဆက်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးတော့ခလီးငယ်တအုပ်အပါဝင်အလောင်း၉လောင်းတွေ့ရှိထားတယ်လို့ဆိုပါတယ်။အရီစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမော်စီစာဂတိမော်စကာစတဲ့နေရာတွေကိုမိရှုဖြက်စီးခဲ့တဲ့စစ်ကြောင်းဖြစ်ပြီးတော့စစ်ကိုစစ်ကြောင်းတွေရောက်လာချိန်မှာဖားကန်တမကုန်းကနေပုံဝန်းကျင်နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့သိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဖားကန်ဒေသမှာတရွာဝင်တရွာထွက်စစ်ကြောင်းထိုးနေပြီး ကြောင်မြတ်ကုမ္ပဏီတွေကိုဖျက်ဆီးတဲ့တရင်ကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့ကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအခုတစ်ပတ်အတွင်းဖားကန်ဒေသမှာတရွာဝင်တရွာထွက်စစ်ကြောင်းထိုးနေပြီးကြောင်မြတ်ကုမ္ပဏီတွေကိုဖျက်ဆီးနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်။ဖားကန်ဒေသကိုစစ်ကောင်စီပူးပေါင်းစစ်ကြောင်းကမေလ29ရက်နေ့ကရောက်ရှိလာပြီးတဲ့နောက်ပိုင်းဖားကန်ဒေသကကြောက်စိန်တူးဖော်တဲ့ကုမ္ပဏီအချို့ကို မိရှုဖြက်စည်းတာနဲ့ဆက်ရန်တရားတွေကိုဖြက်စည်းတာတွေနေစဉ်နေပါပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာမေလ31ရက်နေ့နောက်ပိုင်းလုံခင်ကျေးရွာအုပ်စုမှရှိတဲ့မော်စီစာကျေးရွာကတစ်သုံးလုံးကုမ္ပဏီတင်းအောင်ချိုင်ကုမ္ပဏီနေမင်းကဘာကုမ္ပဏီမြန်မာတကောင်းကုမ္ပဏီတွေကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့အဆောင်အုံတွေနဲ့ဆက်ရန်တရားတွေကိုမိရှုဖြက်စည်းခဲ့တယ်လို့အတည်ပြုထားပါတယ်ဇွန်လ3ရက်နေ့မှာလေလုံခင်ကြီးရွာအုပ်စုတွေကကြောက်စင်းကုမ္ပဏီတစ်ခုမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ခဲ့ပြီးတော့ကုမ္ပဏီဝန်ထမ်း2ဦးသေဆုံးခဲ့က ကဒဏ်ရာရသူတွေလည်းများတယ်လို့ဒေသနေပြည်သူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးဒေသတွင်းသတင်းတွေကလည်းဖော်ပြထားကြပါတယ်။ဇွန်လ၄ရက်နေ့မှာတော့ဖားကန်ကိုရောက်နေတဲ့စစ်ကောင်စီတက်ကိုလက်နက်နဲ့ရိတ်ခါလာရောက်ပို့ဆောင်တဲ့စစ်ရဟရင်တစင်းကို KIA နဲ့ပူးပေါင်းတက်တွေဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့်ဖားကန်တမကုန်းကိုဥတီပြန်တန်းလာတဲ့စစ်ရဟရင်ဟာမြေပြင်ကိုမစင်းနိုင်ပဲလှည့်ပြန်သွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ စေကောင်စီတက်ဟာလုံခင်ကျေးရွာမှာတက်ဆွဲပြီးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကိုတရွာဝင်တရွာထွက်စစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့တာကြောင့်ဇွန်လ9ရက်နေ့မှာထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KIA ပူးပေါင်းတက်တို့ကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ မနေ့ကဇွန်လ6ရက်နေ့ည9:00နာရီအချိန်မှာလဲဖားကန်တမကုံကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ပေါက်ကွဲတာကြောင့်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်လူကိုဦးတည်ဆုံးခဲ့ရပြီးတော့အိမ်တွေနဲ့ကားတွေလည်းမီးလောင်ပျက်စီးသွားတယ်လို့ဒေသတွင်းသတင်းတွေကဖော်ပြထားကြပါသည်။အကြမ်းဖက်စစ်တပ်ဟာဖားကန်ဒေသက KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ခြေရွာတွေကိုအခုလိုစစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်လုံခင်းခြေရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်လာမှာကိုဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။